လောကမှာကိုကမှန်းနေပြီမဲ့ကိုနေပါနေတဲ့အချိန်မှာကိုဘက်ကမရက်တီခဲ့တဲ့သူတွေလည်းရှိကြလိမ့်မယ်အဲ့ဒါလိုလူတွေနဲ့လည်းတွေ့ကြုံခဲ့ကြရလိမ့်မယ်အဲ့လိုလူတွေကိုဘယ်တော့မှမမေ့ရဘူးဆိုပေမဲ့မကြေနပ်တဲ့ဒေါသအာဃာတအညိုးတွေဒဏ်ရာတွေနဲ့တော့မမေ့နိုင်တာမဖြစ်ပါစေနဲ့ အဲ့ဒီလိုဒဏ်ရာဒဏ်ချက်တွေနဲ့မမေ့နိုင်နေတာဆိုရင်ကိုယ်ပဲအမြဲတမ်းစိတ်ဒဏ်ရာအနာတရားတွေဖြစ်နေမှာပေါ့မေ့မပစ်ဖို့ဆိုတာက နောက်တစ်ချိန်ရှောင်ကျင်စရာ သင်္ကားစာအဖြစ်နဲ့မမေ့တာပဲကောင်းတယ်ဒဏ်ရာဒဏ်ချက်တွေနဲ့မမေ့နိုင်တာမျိုးဆိုရင်တော့ကိုယ်ပဲစိတ်ဒဏ်ရာအနာတရားတွေခံစားနေရလိမ့်မယ်ကိုမပြေဆုံးမပေါ်များခဲ့သေးတဲ့အချိန်က ကိုရှိတာလေးနဲ့ကိုကကောင်းခဲ့ပါရဲ့နဲ့ကိုအပေါ်မှာကြတော့မကောင်းခဲ့တဲ့သူတွေဆိုတာလေရှိမှာပါပဲအဲ့ဒါလိုလူတွေနဲ့လဲလောကမှာတွေ့ရကြုံရနိုင်တာပဲအဲ့ဒါလိုလူတွေနဲ့တွေ့ကြုံရတဲ့အခါတွေမှာလဲနောင်ဒရနာကြီးချက်တွေနဲ့မမေ့နိုင် မချမ်းနိုင် မဖြစ်ပါစေနဲ့အဲ့ဒါလို ဖြစ်နေမဲ့ဆိုရင်လေကိုပဲပူလောင်ဆင်းရဲနေရမှာမဟုတ်လားဒီတော့ နောင်နှစ်ခါထပ်မခံရဖို့ကသာတတိလေးထားပြီးတော့ကိုယ်ရှိတာကိုယ်စေတနာနဲ့လိုက်ဖက်ယုံတာကောင်းနိုင်တော့ဖို့တတိနဲ့နေထိုင်တတ်အောင်ပဲကြိုးစားပါကိုယ်မေတ္တာတွေကိုယ်ကျေးဇူးတွေကိုဖျောက်ဖျက်ပြီးတော့ကိုယ့်အတွက်အားအနေချက်တွေကိုပဲနိုင်ွက်လို့ပြီးတော့အနိုင်ယူဖို့ကြိုးစားခဲ့ကြတဲ့သူတွေလည်းရှိမှာပဲအဲ့ဒါလိုလူတွေနဲ့လည်းတွေ့ကြုံရနိုင်တာပါပဲ ဲ့ဒါလိုလူတွေနဲ့တွေ့ကြုံလာတဲ့အခါတွေမှာလဲမကြေမချမ်းတက်ခေါက်ပြီးတော့စိတ်ခံစားမှုတွေကိုမဖြစ်ပါစေနဲ့အဲ့ဒါလိုစိတ်ခံစားမှုစိတ်နာကြီးမှုတွေဖြစ်နေမယ်ဆိုရင်ကိုယ်စိတ်ပဲနှစ်ခါပြန်ခံရမှာနာကြီးတာတွေဖြစ်နေမှာပေါ့ဒါအပြင်ဘာကောင်းကျိုးတွေရမှာလဲအဲ့ဒါလိုတွေတွေ့ကြုံခဲ့တဲ့အခါနောက်အခါထပ်မခံရဖို့သာတတိပညာနဲ့နေနိုင်အောင်လုပ်ပါ ဒဏ်ရာတွေကို ထက်ကထက်ကမတူးဆွခြင်းပါနဲ့ကိုကသူတို့ကိုတံမိုးထားပြီးတော့ဂယူးဒီဇိုင်းနဲ့ဆက်ဆံခဲ့ပြီမဲ့လေကိုရဲ့ဂယူးဆိုင်မှုတံမိုးထားမှုတွေကိုဂယူးမထားဘဲနဲ့အပေါ်စားလောက်သဘောထားပြီးပြန်ဆက်ဆံခဲ့တဲ့သူတွေလည်းရှိမှာပဲအဲ့ဒါလိုလူတွေနဲ့လည်းတွေ့ကြုံရနိုင်တာပဲအဲ့ဒါလိုလူတွေနဲ့တွေ့ကြုံရတဲ့အခါတွေမှာလည်းသင်ငန်းစာအဖြစ်နဲ့သာ မမေ့ဖို့ကြိုးစားပါ။ဓာရတစ်ခုအနေနဲ့မမေ့နိုင်တာမျိုးမဖြစ်ပါစေနဲ့။ကိုကအဖက်ဖက်က ကာကွယ်စောင့်ရှောက်ပြီးခဲ့ပြီမယ်လေ။ကိုမွေးတဲ့မြောက်ကိုပြန်ချောင်းဆိုတဲ့အတိုင်းကိုကိုပြန်လဲထုတ်နှက်ဖို့လုံနေသူတွေချောင်းနေသူတွေလည်းရှိကြမှာပဲ။ကိုကာကွယ်စောင့်ရှောက်ပြီးခဲ့တာကကိုဘိုင်းမယ်မဟုတ်လား။ပြန်လဲထိုးနှက်ဖို့လုပ်တာက သူ့စိတ်ဓာတ်နဲ့သူ့စိတ်ထား သူ့အပိုင်းပဲပေါ့။နောင်ဓာရီနဲ့ကိုယ်စိတ်ကို나ကြည့်မနေပါစေနဲ့။ကိုယ်စိတ်나ကြည့်တယ်ဆိုတာကိုယ်ပဲ나ကြည့်တာမဟုတ်လား။သင်္ကန်းစာအဖြစ်နဲ့နောင်တစ်ခါမခံရဘူးပဲ။ယူစားနေထိုင်ပါ။ဘဝမှာကိုယ်ကိုအထိုးအနှက်အတိုက်အခိုက်တွေခံရတဲ့အချိန်မှာကိုယ်ဘေးမှာလက်ပိုက်ကြည့်နေသူတွေအသားလေးဘေးမှာရှောင်းနေသူတွေရှိရင်ရှိနေပါ။ အဲ့လိုလူတွေနဲ့တွေ့ကြုံရတဲ့အခါမှာလဲစိတ်နာတာတွေစိတ်တန်ရာတွေမဖြစ်ပါစေနဲ့ကိုယ့်အတွက်လူဖြစ်လာတဲ့သူလောကမှာတယောက်မှ မရှိဘူးလို့နှလုံးသွင်းပြီးတော့စိတ်ကိုဖြေလောက်လိုက်ပါညဘုဒ္ဓကအာဂောဒေနစီနီကိုဒံတဲ့ကိုယ့်အပေါ်အမျက်ထွက်နေသူတွေကိုယ့်အပေါ်ထိုးနှက်နေသူတွေကိုတုံ့ပြန်ပြီးအမျက်မထွက်ပါနဲ့မထိုးနှက်ခြင်းမြင့်တာအနံ့ယူပါတဲ့ အာသာတုံသာတုနောစီနေကို့အပေါ်မကောင်းတဲ့သူတွေကို့အပေါ်ဆိုးွားတဲ့သူတွေကိုလည်းကို့ကိုယ်ကိုကောင်းအောင်တိဆောက်ချင်းပြန်တာအနံ့ယူပါသူမကောင်းလို့ကိုပါမကောင်းရင်ကိုလည်းမကောင်းတဲ့သူ ဖြစ်သွားမှာပေါ့တဲ့ကို့ကိုယ်ကိုမကောင်းတဲ့သူတော့မဖြစ်ပါစေနဲ့သူမကောင်းရင်ဆက်ပေါင်းဖို့မပေါင်းဖို့သာစဉ်းစားပါသူမကောင်းလို့ငါမကောင်းဘူးသူဆဲလို့ငါလည်းဆဲမယ်ဆိုရင် အဆဲခံရတာလည်းမကောင်းတယ်လို့ဆဲတဲ့သူကြီးဖြစ်သွားရတာလည်းမကောင်းပါဘူး။ဒါကြောင့်ဤကုန်းကျုပ်အနေနဲ့ပြောရရင်ကိုယ့်ဘဝမှာကိုခံခဲ့ရတာတွေကိုခံစားနေရတာတွေလူတိုင်းလူတိုင်းရှိနေကြမှာပါပဲ။ဘယ်လိုပဲခံခဲ့ရခံခဲ့ရဘာတွေပဲခံခဲ့ရခံခဲ့ရကိုယ်စိတ်မှာတော့ဒဏ်ရာတွေအဖြစ်နဲ့ရှိမနေပါစေနဲ့။ကိုယ်စိတ်မှာဒဏ်ရာဒဏ်ချက်တွေအဖြစ်နဲ့ ရှိနေတယ်ဆိုရင်အဲ့ဒီဒံယာဒံချက်တွေဟာဘယ်သူမှမှဖြစ်တာမဟုတ်ပဲကိုယ်မှပဲဖြစ်တာမို့ကိုယ်ပဲအလူအလဲခံစားနေရလိမ့်မယ်။ဒါကြောင့်ကိုယ်ခံခဲ့ရတာတွေကိုဒံယာတွေအဖြစ်နဲ့မမေ့တာမဖြစ်ပါစေနဲ့။သင်ငန်းစာတွေအဖြစ်နဲ့မှတ်သားထားတာပဲဖြစ်အောင် လုပ်ပါလို့ပြောကြရဲနဲ့ညီကုန်းချုပ်ချက်ပါတယ်။အားလုံးအားလုံးဘဝရဲ့ဒံယာဒံချက်တွေကို ဖယ်ရှားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်ချုပ်လိုက်ပါတယ်။